မင်္ဂလာပါ Korean Future Online Classes GFOC page မှာမလေးကတင်ပေးခဲ့တဲ့ GD Science မေးခွန်းလေးရဲ့အဖြေနဲ့ရှင်းလင်းချက်ဖြစ်ပါတယ်ဒီမေးခွန်းလေးဟာ GD Science မှာ Life Science ခေါင်းစဉ်အောက်က Cellular Respiration ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်တယ်အဲ့တော့ဒီသင်ခန်းစာကို အဲဒီတင်ငန်းစာအတွက်ကဒီမှာပုံလေးပါမယ်စာပိုက်လေးတွေပါတယ်ဆိုရင်ဒါကြည့်လိုက်တာနဲ့ ATP အကြောင်းပြောမယ် cellular respiration ရဲ့အကြောင်းတွေပြောမယ်ဆိုတာကိုကျောင်းသားကျောင်းသူတွေကခေါင်းထဲမှာပေါ်လာမှာဖြစ်တယ်အဲ့တော့ပေးထားတဲ့စာပိုက်ကိုကြည့်ပြီးတော့အဲ့စာပိုက်မှာပါတဲ့အချက်လက်ကိုအသုံးပြုပြီးတော့မိခွန်းကိုဖြေရမှာဖြစ်တယ်ဒါကြောင့်မို့လို့စာပိုက်ပါအချက်လက်တွေကိုဖတ်ကြည့်ရအောင် cellular respiration is the process by which energy from food is released and made into energy that cells can use Glucose is the main source of food for cells. During cellular respiration, glucose is turned into endosine triphosphate or ATP. ATP stored in cells is the energy source for many cellular processes. Cellular respiration may be aerobic with oxygen or anaerobic without oxygen. Anaerobic respiration, sometimes called fermentation, produces less ATP than the citric acid cycle involved in aerobic respiration. However, anaerobic respiration is important in that it enables ATP to be produced and used. PRS အပိုင်းကတော့ cellular respiration ဖြစ်စဉ်အကြောင်းကိုပြောထားပြတာဖြစ်တယ် cellular respiration ဆိုတာကအစာအနေပြီးတော့အစွမ်းအင်ကိုထုတ်လုပ်ပြီးတော့အဆဲတွေမှာအသုံးပြုနိုင်တဲ့အစွမ်းအင်ဖြစ်ကိုပြောင်းလဲပေးတာဖြစ်တယ် glucose ကဆဲတွေအတွက်အစာအရင်းမြစ်ဖြစ်တယ် ဒီ cellular respiration ဖြစ်စဉ်မှာ endosin transport လို့ခေါ်တဲ့ ATP အဲ့ ATP ကိုပြောင်းလဲပေးတာဖြစ်တယ်။တနည်းအားဖြင့်ဒီ cellular respiration ဖြစ်စဉ်ဆိုတာကစားလိုက်တဲ့အစာကရလာတဲ့ glucose ကို စွမ်းအင် ATP ဖြစ်ပြောင်းလဲပေးတဲ့ဖြစ်စဉ်ဖြစ်တယ်။အဲ့ဒီဆဲတွေမှာတင်ဆက်ထားတဲ့ ATP ATP ကဆဲလုပ်ငန်းစဉ်တွေအတွက်စွမ်းအင်အရင်အမြစ်ဖြစ်တယ် cellular respiration ဖြစ်စဉ်မှာ oxygen ပါရှိတဲ့ aerobic ဆိုတာ aerobic ဖြစ်စဉ်နဲ့ oxygen မပါတဲ့ anaerobic ဖြစ်စဉ်ဆိုပြီးတော့ပါဝင်တယ်။တနည်းအားဖြင့်လေရှိ cellular respiration ဖြစ်စဉ်နဲ့လေမဲ့ cellular respiration ဖြစ်စဉ်လို့လည်းပြောကြတယ်။အဲ့ဒီမှာ anaerobic respiration တနည်းအားဖြင့် fermentation လို့ခေါ်တယ်။အဲ့ဒီမှာဆိုလို့ထုတ်လိုက်တဲ့ ATP ဟာ aerobic respiration မှာထုတ်ထွက်လိုက်တဲ့တနည်းအားဖြင့် acidic အဲ sorry citric acid cycle အဲ့ဒီမှာထုတ်လိုက်တဲ့ ATP တဲ့နည်းတယ်ဒါပေမဲ့လို့ anaerobic respiration ဟာ ATP ကိုထုတ်လုပ်ပြီးတော့အသုံးပြုစေနိုင်တဲ့အတွက်ကြောင့်မို့လို့လည်းအရေးကြီးပါတယ်အဲ့တော့မိကုန်းကိုဖတ်ကြည့်ရအောင် which step in cellular respiration produce the most ATP အဲ့တော့ cellular respiration ထုတ်လုပ်တဲ့ cellular respiration ဖြစ်စဉ်မှာ ATP အများဆုံးထုတ်လုပ်တဲ့ step ကဘယ်အဆင့်ဖြစ်မလဲ ABCD လေးကိုပေးထားတယ်အဲ့တော့ A ကဘာပြောထားလဲဆိုရင် replenishment ပြန်လည်ဖြည့်တင်းတယ်ဆိုတော့ကဒီပြောထားတဲ့အချက်လက်နဲ့မကိုက်ညီဘူးပေါ့နော်နောက် fermentation fermentation ဆိုတာကတော့သူ့ရဲ့ process နေရာလေးဖြစ် fermentation က ကျွန်တော်တို့ဒီစာပိုက်မှာပါတော့ပြီးတော့တစ်ချက်ပြန်ကြည့်မယ်။ C ကကြတော့ citric acid cycle D က glycolysis ။ glycolysis ဆိုတာကဒီအဆင့်ကိုပြောတာဖြစ်တယ်။ဒါတော့ဆရာမတို့ကဒီမှာပေးထားတဲ့အချက်လေးတွေမှာအဓိကဒီမှာပြောထားတာလေးကဒါပဲဖြစ်ပါတယ်။ဒါလို့ anaerobic respiration sometimes called fermentation produce less ATP than the citric acid cycle involved in aer aerobic respiration ။ အကြောင်းမို့လို့ဒီစာပိုက်ကိုကြည့်ခြင်းအားဖြင့် permutation က citric acid cycle ထဲ ATP ထုတ်တာနည်းတယ်အဲ့တော့ဒီအကြောင်းအရာကဒီသင်ဒီမှာပါတဲ့ပေးထားတဲ့စာပိုက်နဲ့ပတ်သက်ခြင်းမရှိဘူးပြောထားတာလည်းမရှိဘူးနောက် glycolysis နဲ့ပြောထားတာမရှိဘူးတော့ဖယ်ထုတ်လို့ရပြီတော့ permutation ဒီ citric acid cycle ထဲ ATP ထုတ်တာနည်းတယ်သူကကြတော့ most produce the most ATP လို့မေးတဲ့အတွက်ဆရာမတို့ကဖြေရမယ့်အဖြေသည် C ဖြစ်ပါတယ်အဲ့တော့ဆရာမတို့ကအဖြေ C ကိုပြောပါမယ်ဒီနေ့တော့ဒီလောက်ပါပဲအဲနောက်ရက်ဒီမှာလဲသင်္ကန်းစာတွေကိုဆက်ပြီးတော့တင်ပေးမှာဖြစ်တဲ့အတွက်ဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်အားလုံးပညာရေးတန်းတို့အခွင့်ရကြပါစေ။